အခုနောက်ပိုင်းမှာကြောက်ကပ်ပျက်စီးတဲ့ဥယျောဒီတရက်တရက်ကိုကြောက်ကပ်ဆေးနေရတဲ့လူကြီးပါတိတိတတ်တာများလာတာကိုသွားပြီးတွေ့ရမှာဖြစ်ပါတယ်အဲ့အတွက်ကြောင့်ဒီနေ့မှာဆိုလို့ရှိရင်တော့ဒီကျွန်တော်တို့နိုင်ငံမှာကြောက်ကပ်ပျက်စီးမှုကိုအများဆုံးဖြစ်စေနိုင်တဲ့အချက်6ချက်ကိုဝေမျှဆွေးနွေးတော့မှာဖြစ်ပါတယ် ားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့စားတောင်းတဲ့ဟာဆိုင်ရထူပြဒေါက်တာရိန်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကြောက်ကက်ပျက်စီးစေနိုင်တဲ့အချက်တွေကတော့အများကြီးရှိရပါတော့ဒီတိုင်းမဲ့ဒီနေ့မှာတော့ကျွန်တော်တို့နိုင်ငံမှာဘလို့အချက်တွေကြောင့်မို့လို့ကြောက်ကက်ကအဓိကပျက်စီးနေလေပေါ့အဲ့တော့ပထမဆုံးတစ်ချက်ကကြတော့ဒီအငံစားတာများဖြစ်ပါတယ်အဲ့တော့အငံလို့ပြောတဲ့အခါမှာငချောက်တေနောက်ပြီးတော့မှဒီငပိငံပြားကြီးပေါ့နော်အဲ့တော့ဒီလိုမျိုးအငံကြိုက်တဲ့သူတွေကဒီရေရှည်မှာခနာကိုယ်ရဲကိုဒီဆိုဒီယမ်ပမာဏဝင်ရောက်တာများပြီးတော့မှဒီကြောက်ကက်မြဲမြဲပျက်စီးစေနိုင်ဆိုတော့လေကျွန်တော်တို့သွားပြီးတွေ့ရ မှာဖြစ်ပါတယ်။နောက်ပြီးတော့မှာတချို့အစားအသောက်တွေအကြောင်းကျွန်တော်တို့ငံတော့မငံဘူးပေါ့နော်။ဥမာပြောလို့ရှိရင်ဒီခောက်ဆွဲချောက်တွေဘာလို့လဲဆိုတော့ဒီလိုမျိုးခောက်ဆွဲချောက်တွေကကျွန်တော်မငံမိမယ်။သူ့မှာဒီဆိုဒီယမ်ပမာဏကကျွန်တော်တို့အချမ်းမြင့်အားဖြင့်ဒီတထုပ်ကိုဆိုလို့ရှိရင်2000ဝန်းကျင်လောက်ပါဝင်တာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ WHO ရဲ့သတ်မှတ်ချက်အရလူတစ်ယောက်ကတစ်ရက်ကိုဒီဆိုဒီယမ်က2000 mg အထိပဲကျွန်တော်တို့ဝင်လို့ရဖြစ်ပါတယ်။ နော်အဲ့တော့2000မီလီဂရမ်လို့ပြောတဲ့အခါမှာကျွန်တော်မြင်အောင်ပြလို့ရှိရင်ဒီစားပေါ့နော်စားကိုလက်ဖက်စားတစ်စုံလောက်ပဲဒီတာမန်လူတယောက်ကကျွန်တော်တို့ဒီစားပေးဖို့ဖြစ်ပါတယ်အဲ့ထက်ကိုများသွားခဲ့မယ်ပိုသွားခဲ့မယ်ဆိုလို့ရှိရင်တော့ဒီကြောက်ကတ်ကိုထိခိုက်နိုင်တာမျိုးတွေလူလာအပ်တဲ့ကျမကြီးဆိုကြိုရရနိုင်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့စားကိုလက်ဖက်စားတစ်စုံလို့ပြောတဲ့အခါမှာဒီစားလေးကလက်ဖက်စားတစ်စုံဖြူးစီလေးကလက်ဖက်စားတစ်စုံအဲငန်းပြားလေးကလက်ဖက်စားတစ်စုံအဲ့ဒီလိုပြောတာမဟုတ်ဘူးပေါ့နော်ဒီတစ်နေ့တာလုံးဝင်တဲ့ဒီဆိုဒီယမ်ပမာဏအားလုံးကကျွန်တော်တို့ဒီစားအနေနဲ့ပြလို့ရှိရင်တစ်နေ့ကုန်လုံးအားလုံး လုံးကဒီလက်ဖက်စာတစုံစာအဲဒါမျိုးကိုကျွန်တော်တို့ဆိုလိုတာဖြစ်ပါတယ်ဒုတိယတစ်ချက်ကကြာတော့အချိုစားတာများတာပါအဲ့တော့အချိုလို့ပြောတဲ့အခါမှာကျွန်တော်တို့ဒီအချိုရေတောက်သုံးတာများတာမျိုးတွေအဲနောက်ပြီးတော့မှဒီ energy drink ကိုအရန်ကြိုက်တဲ့သူတွေအမနက်ကိုတဘူးနေ့လယ်ကိုတဘူးညောက်တဘူးအဲဒါမျိုးတောက်တဲ့သူတွေနော်အဲ့တော့အဲ့လိုခါမျိုးမှာကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ကိုတကြားဝင်တာကအရန်များပြီးတော့မှဒီရေရှည်မှာဒီကြောက်ကပ်ကိုမြန်မြန်ပျက်စီးစေနေဆိုတော့လေသွားပြီးတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဟလာဒီလိုမျိုးအချိုရေတမမဟုတ်ဘူးနော်ဒါကဒီမုံအချိုတွေဒီမလိုင်မုံအရန်ချိုတာမျိုးတွေအဲဒါမျိုးပေါ့နော် ဒီချိုရာမှန်သမျှအားလုံးကဒီကိုယ့်ရဲ့ကြောက်ကွက်ကိုမြင်မြင်ပြည့်စည်နေဆိုတော့လေကျွန်တော်တို့သတိထားဖို့အရေးကြီးတာဖြစ်ပါတယ်တတိယတစ်ချက်ကကြတော့အရွက်ကျိရည်အရွက်ပြုတ်ရည်တောက်တာဖြစ်ပါတယ်အဲ့တော့ဟိုအမျိုးကပြောလို့တော်တော့ကောင်းဟလာဒီမိတ်ဆွေကပြောလို့ဒီအရွက်ကျိရည်လေးဒီအရွက်ပြုတ်လေးကကျမ်းမာရေးအတွက်ကောင်းတယ်ဆိုပြီးတော့မှတောက်နေတာကြာလာတဲ့ခါမှာဒီကြောက်ကက်ဆေးလိုက်ရတာမျိုးတွေနော်အဲ့အတွက်ကြောင်းလာကိုယ်အနေနဲ့ဒီဆရာဝန်တက်ကြွတဲ့သူတယောက်နဲ့မတိုင်မြင်မဲနဲ့ဒီလိုမျိုးအရွက်ကျိရည်အရွက်ပြုတ်ရည်တောက်နေရဆိုလို့ရှင်နော်သတိထားဖို့အကြံပေးခြင်းပါတယ်နောက်နံပါတ်၄ချက်ကကြတော့တိတ်သတိမထ ထားမိတတ်ကြဘူးနော်။ဘာလဲဆိုတော့ရေတောက်နေတာပါ။ဒီခါလေးကိုကအလုတ်များလို့တော့လကောက်တတိမထားမိပဲနဲ့တရက်ကိုရေတလီတာတော့မှမတောက်မိတတ်တဲ့သူတွေရှိတတ်ပါတယ်။အဲ့အတွက်ကြောင့်အခုကြေရှုနေတဲ့သူတွေထဲမှာလည်းဒီလိုမျိုးရေတောက်နေတဲ့သူတွေပါတယ်ဆိုလို့ရှင်တော့တရက်ကိုအနည်းဆုံးရေတက်2လီတာပေါ့နော်။တရက်ကို2လီတာလောက်တော့တောက်ပေးဖို့အကြံပြုချင်ပါတယ်။နံပါတ်5အချက်ကကြတော့ဆေးလိမ့်နဲ့အရက်ဖြစ်ပါတယ်။ကိုကဆေးလိမ့်မတောက်သည့်တိုင်အောင်ပေါ့နော်။ဆေးလိမ့်ငွေကိုရှူရှိုက်မိနေတယ်ဆိုလို့ရှင်ဒီဆေးလိမ့်တောက်တဲ့အချိန်မှာကျမရဲ့ဆိုင်ရာဆိုးကျိုးတွေရလာမှာဖြစ်ပါတယ်။နောက်ပြီးတော့မှအရက်ကိုပု ုံမှန်တောက်လေးတောက်ထရှိတဲ့သူတွေမှာဆိုလို့ရှင်လေကျွန်တော်တို့ဒီလိုမျိုးရေရှည်ဆွဲတောက်နေဆိုလို့ရှင်ကိုယ်ရဲ့ကြောက်ကက်ကိုမြန်မြန်ထိခိုက်ပျက်စီးစေနိုင်တယ်ဆိုတော့လေကျွန်တော်တို့သွားပြီးတွေ့ရမှာဖြစ်ပါတယ်နောက်ဆုံးတစ်ချက်ကကြတော့ကို့မှာယောဂအခန်းတစ်ခုခုရှိနေတယ်ဆိုလို့ရှင်ဒီဆရာ ਉਹ နဲ့တေချာတိုင်ပင်ပြီးတော့မှတေချာလေးထိမ့်မိထားလို့ဖြစ်ပါတယ်ဥမာအဖင်ကိုကစီးကြိုရှိနေတယ်သွေးတိုးရှိနေတယ်အဲတချို့ကဒီလိုမျိုးရှိနေတယ်ဆိုလို့ရှင်ဟာဘာမှမဖြစ်ပါဘူးဟလားဆေးတောက်လိုက်မှာပေါ့ဆိုပြီးကျွန်တော်ပြောတတ်ကြပါတယ်အဲ့တော့ဒီလိုမျိုးသွေးတိုးအရန်များတာမျိုးတွေဒီစီးကြိုအရန်များတာမျိုးတွေကတေချာကျွန်တော်တို့ဆေးတောက်တာ မလို့ဘူးဆောင်းနဲ့တရားတိုင်ပင်ပြီးတော့မှမထိန်းထားဘူးဆိုလို့ရှင်ရေရှည်မှာကျွန်တော်တို့ရဲ့ကြောက်ကကိုသွားပြီးတော့မှပျက်စီးစေနေတာဖြစ်ပါတယ်အဲ့အတွက်ကြောင့်ကိုကစီးကြိုရှိတယ်သွေးတိုးရှိတယ်ဆိုလို့ရှင်တော့အစာတောက်ကိုတရားစနစ်တကျစားပြီးတော့မှကျွန်တော်တို့စီးကြိုကိုလည်းပုံမှန်တောက်ပြီးတော့တရားလေးထိန်းမိထားဖို့အရေးကြီးတာဖြစ်ပါတယ်အဲ့တော့ဒီ6ချက်ကကြာတော့ကျွန်တော်တို့နိုင်ငံမှာဒီကြောက်ကပျက်စီးမှုကိုအများဆုံးဖြစ်စေနိုင်တဲ့အချက်တွေဖြစ်ပါတယ်တခြားသောကြောက်ကပျက်စီးစေနိုင်တဲ့အချက်တွေလည်းရှိသေးတယ်ပေါ့နော်အဲ့အတွက်ကိုလည်းကျွန်တော်ပြောထားတဲ့ဗီဒီယိုတစ်ခုရှိပါတယ်ဒါပေမဲ့ကိုအနေနဲ့ခုနက6ချက်တည်းကတစ်ချက်ချက်နဲ့ညနေက ခဲ့မယ်ဆိုလို့ရှိရင်တော့တတိထားဖို့အကြံပြုချင်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်ဝေမျှသွားတဲ့အကြောင်းအလေးကမိနဲ့မိချစ်ခဲ့တဲ့အတွက်အကျိုးရှိမယ်ဆိုလို့ရှိရင်ပြန်လည်ပြီးတော့မှမျှော်ပြီးအတွက်ကိုလည်းတိုက်တွန်းချင်ပါတယ်မမေ့ပါနဲ့တင်ကိုရိုင်းကတင်အတွက်အကောင်းဆုံးဆက်အောင်ပါတယောက်ချင်းစီတိုင်းစေရုပ်ကိုပါကျမ်းမာချမ်းသာကြပါစေလို့စတောင်းပေးလိုက်ပါခင်ဗျာ